မင်္ဂလာပါကျွန်တော်တို့စံပရာသာဥရှိုးတို့မှာကစတမာများလေ့လာကြည့်ရှုဝယ်ယူနိုင်ရန်အတွက်ဆိုလာဂျင်ကိုအမျိုးအစား995ဝက်မိုနိုတိုက်10ချက်ကိုစံပရာသာဥရဲ့အပေါ်ထပ်မှာတက်ဆင်ထားပါတယ်ဆိုလာ10ချက်နဲ့တွဲဖက်ပြီးအီတိုင်းဘက်ထရီအမျိုးအစား314 mAh လိုက်ဖို့ဖို့ဘက်ထရီကိုတက်ဆင်အသုံးပြုထားပါတယ် DV ဘောက်ထဲမှာဆိုရင်တော့ AC အဝင် MCV breaker VAC ကပ် SPD inverter အထွက်အတွက် AC MCB breaker VAC ကပ်နဲ့ multi function digital meter တို့ကိုတက်ဆင်အသုံးပြုထားတာဖြစ်ပါတယ်။ inverter ကတော့ဓာတ်ရီအမျိုးအစား octet inverter 6 kW ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်။ဓာတ်ရီ inverter ရဲ့ display ဘိုင်းမှာဆိုရင်တော့ grid ဘိုင်းရယ် solar ဘိုင်းရယ် battery percentage ရယ် အိမ်တွင်းမှာသုံးတဲ့လောက်ရည်ဆိုပြီးတော့ function လေးမျိုးပေါ်ပါမယ် solar dv panel ထဲမှာဆိုရင်တော့ dc mcb breaker dc fuse dc spd တို့ကိုတက်ဆင်အသုံးပြုပေးထားတာဖြစ်ပါတယ်စမ်းသပ်မောင်းနေရတဲ့ inverter တို့ကတည်တံတစ်လိုင်းနိုင်ဘာတို့ကတည်တံတစ်လိုင်းခွဲထုတ်ပေးထားတာဖြစ်ပါတယ်ပထမဆုံးလောက်ဆိုင်အနေနဲ့ mitsubishi ceiling cassette တိုက် နှစ်ကောင်တစ်လုံးကိုစမ်းသပ်မောင်းနှင်ပြမှာဖြစ်ပါတယ်။ Mitsubishi နှစ်ကောင် Invader တိုက်မှာတော့ starting low ဖြစ်တဲ့3.3 ampere 685 watt ကိုအသုံးပြုနေတာဖြစ်ပါတယ်။ Solar မှာနေပြီးတော့0.74 Solar မှာနေပြီးတော့840 watt အိမ်ထဲမှာလူနေတာဖြစ်တဲ့အတွက်840 watt ပဲထုတ်ပေးထားတာဖြစ်ပါတယ်။ Solar ရဲ့အပိုင်းမှာနေပြီးတော့အိမ်တွင်းမှာလုံသုံးတဲ့ပုံမှာမူတည်ပြီးလိုအပ်တဲ့ watt ကိုထပ်မံထုတ်လုပ်ပေးပါတယ်။ Mitsubishi နှစ်ကောင် Invader တိုက်ရဲ့လုံသုံးထားတဲ့ ဝက်ထောင်922တုံးထားတဲ့လှုပ်ပဲဖြစ်ပါတယ်ဆက်လက်ပြီးအင်ဗာတာတိုက်တလုံးရဲ့နိုင်အင်ဗာတာတိုက်တလုံးရဲ့ကျွန်တော်တို့စမ်းသပ်ပြီးတော့မောင်းနေမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒိုင်ကင်းနန်အင်ဗာတာတိုက်တကောင်ရဲ့လှုပ်သုံးပုံကိုကျွန်တော်တို့ဆက်ကြည့်ရမှာဖြစ်ပါတယ်နိုင်အင်ဗာတာတိုက်တလုံးရဲ့တကောင်အမ်ပီယာကတော့ဝက်800ကျော်ပြန်မြထပ်ပြီးတော့အသုံးပြုလာတာဖြစ်ပါတယ်အဲခုနှလုံးရဲ့တိုတယ်စုစုပေါင်းဝက်ကတော့2800ဝန်းကျင်ဖြစ်သွားပါတယ်ဆက်လက်ပြီးတော့ အင်ဗာတာတိုက်တလုံးတစ်ခေါင်းကိုကျွန်တော်တို့ဆက်နပ်ပြီးတော့မောင်းနေမှာဖြစ်ပါတယ်။အခန်းထွင်းမှာတော့အင်ဗာတာတိုက်တလုံးရဲ့နိုင်အင်ဗာတာတိုက်တလုံးရဲ့စုစုပေါင်းနှလုံးမောင်းနေထားတာဖြစ်ပါတယ်။အဲကွန်၃လုံးရဲ့စုစုပေါင်းဝက်ကတော့3516ဝက် ဖြစ်သွားပါမယ်။အင်ဗာတာရဲ့ display မှာတော့ဆိုလာရဲ့အထွက်မှာ3960ထွက်ပြီးတော့အိမ်ရဲ့ block ကတော့3580ဝက်ဖြစ်တဲ့အတွက်ပိုတဲ့ဝက်600ကိုတော့ တ္ထရီဘက်ကိုသွားပေးနေတာဖြစ်ပါတယ်။ဆိုလာဘက်ကအဝင်ဖြစ်တဲ့ DCMCV breaker ကိုချလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Dell inverter display မှာဆိုရင် inverter ဘက်ကအဝင်ဘက်ဆိုရင် ကျွန်တော်တို့ဒါအဝင်မပြတော့ပါဘူး။အဲ့တော့သူ့မှာရှိတဲ့အိမ်မှာသုံးနေတဲ့3930လှုပ်ဆိုင်ဖို့ကျွန်တော်တို့ဗတိဘက်ကနေပြီးတော့ယူသုံးနေတာဖြစ်ပါတယ်။ inverter display မှာဆိုရင်တော့အိမ်ဘက်က3950 watt ဒါလောက်ကလောက်ဆိုင်တုံးနေပါတယ်အဲ့တော့ inverter ကနေပြီးတော့၄000ဝန်းကျင်လောက်ကျွန်တော်တို့ကပတိဘက်ကနေထုတ်တုံးနေရတာပါအဲ့တော့51.2 level ကိုပတိကို314 ampere ဆိုတော့ total watt hour ကတော့16000ဝန်းကျင်လောက်ရမယ်ပေါ့နော်တောင်းချတော့ဝင်ခြင်းမှာကျွန်တော်တို့က20%လောက်နှုတ်တဲ့ခါကျရင်အလုံးပေါင်း13000ဝင်ခြင်းလောက်တော့ဝက်ဟာဝါတုံးရမှာပေါ့နော်အဲ့တော့ air con ကျွန်တော်တို့ Mitsubishi နှစ်ကောင် inverter ရဲ့9 inverter တိုက်တစ်ကောင်ရဲ့ inverter တိုက်တစ်ကောင်ရဲ့ဆိုရင်ကျွန်တော်တို့က total စုစုပေါင်းဖွဲ့4000ကျင်းနဲ့သုံးမယ်ဆိုတော့3နာရီ full load သုံးလို့ရမယ်လို့ကျွန်တော်တို့ကတွက်ဆလို့ရပါတယ်ကျွန်တော်တို့က solar ကိုပိတ်ထားတယ် EPC grid ကိုကျွန်တော်တို့အခုပြန်ဝင်ကြည့်လိုက်မယ်ဆိုရင်တော့ EPC ဘက်ကနေပြီးတော့ကျွန်တော်တို့အိမ်ထဲမှာသုံးနေတဲ့ load 3800ချော်ကိုအဲကျွန်တော်အိမ်ထဲကိုပို့မယ်ကျွန်တော်တို့ဝက်600ဝန်းကျင်ကတော့ဘက်ထရီကိုအာသွင်းပေးတဲ့ system နဲ့ down run တောင်းမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က solar အဝင်ဘက်ကို ဘရိကာကိုကျွန်တော်တို့ online တဲ့အခါမှာဆိုလာရဲ့ရှင်ကိုဆိုလာဆယ်ချက်ရဲ့ web ပေါ့နော်ဒါ၄တောင်ဝင်ချင်ကိုကျွန်တော်တို့ကထွက်လာပါမယ်အိမ်ထဲမှာလိုအပ်တာကတော့3900ကျော်ဝင်ချင်ကိုအိမ်ဘက်ကလုပ်ဆိုင်ကိုပို့ပေးပါမယ်ပြီးတဲ့အခါကျရင်ပတိအတွက်လိုအပ်တဲ့ web တစ်ထောင်ဝင်ချင်ပေါ့နော်အဲ့ဒါကတော့ခြားခြင်းဖြစ်တွင်ပြနေမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီ inverter function မှာ solar ကို first start ထားတာဖြစ်တဲ့အခါကျတော့ solar online ပြီးဆိုလိုက်တာနဲ့ grid ဘက်က line ကိုဒါပိတ်ကြပြီးသွားတာဖြစ်ပါတယ် ကျွန်တော်တို့ဆမ်ပရာတာဟုမှာအဗရာဆေးစားပွက်ကောင်းမွန်တဲ့ဆိုလာဘက်တရီနမတာတွေကို3 kW 6 kW 12 kW အတီးတီးကျွန်တော်တို့တက်ဆင်ထားတာဖြစ်ပါတယ်ကစတမာများစိတ်ကြိုက်လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်